ရေဒီယိုအန်ယူဂျီသောရဆယ်များမင်္ဂလာပါခင်ဗျာကုချင်အစပြီး2025ခုနှစ်ဇူလိုင်လ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အာယူတော်ကျေးရွာခမရ343တပ်ဝင်းရှိစကားဆစကန်ကုန်းတခုကိုရေဘလူးအဖွဲ့တိုက်ခိုက်သိမ်းပိုက်တဲ့သတင်းပဲဖြစ်ပါတယ်မွန်ပြည်နယ်ရေးမြို့နယ်အာယူတော်ကျေးရွာခမရ343တပ်ဝင်းရှိ စကားဆစကန်းကုန်းတစ်ခုကိုရေဘလူးအဖွဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဇလိုင်းလာတရနေ့မှာရေဘလူးအဖွဲ့ခေါင်းဆောင်ကတီးပေးဆိုပါတယ်မွန်ပြည်နယ်ရင်းမြွနယ်အာယူတော်ချေးရွာခမရ343တပ်ဝင်းရှိစကားဆစကန်းကုန်းတစ်ခုကိုရေဘလူးတိုက်ရင်မှမနက်9နာရီချိန်မှာစတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်တိုက်ပွဲကြာချိန်45မိနစ်အတွင်းမှာကမရ343တပ်စကန်းကိုသိမ်းဆည်းရရှိခဲ့ပြီးတိုက်ပွဲမှာထက်မြက်မောင်ခေါ်အသေးလေးရေဘလူးတရင်မှတပ်သားတအူးဟာကြာဆုံးခဲ့ရတယ်လို့ဆိုပါတယ်ခင်ဗျာ ဆက်လက်ပြီးတနင်္သာရီညနဲ့မောတောင်တကျော်ပြန်လည်ထိန်းချုပ်နိုင်ရေးစစ်ကြောင်းထိုးလာတဲ့အတွက်တိန်ခွန်းကျေးရွာနီးတဝိုက်တိုက်ပွဲတကျော်ပြန်ပြင်းထန်လာတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။တနင်္သာရီညနဲ့မောတောင်တကျော်ပြန်လည်ထိန်းချုပ်နိုင်ရေးစစ်ကြောင်းထိုးလာတဲ့အတွက်တိန်ခွန်းကျေးရွာနီးတဝိုက်မှာတိုက်ပွဲတကျော်ပြန်ပြင်းထန်နေတယ်လို့ KNU မြိတ်တော်ဝဲခရိုင်ကအတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။ KNU ကရင်မျိုးသားစီယုံကော်တိုလီအုပ်ချုပ်နယ်မြေမြိတ်တော်ဝဲခရိုင်တနင်္သာရီ တနောတရီမြို့နယ်တိန်ခုံးကျေးရွာနေတိုင်းမှာမောတော်တကြောပြန်လဲထိ ंछ ုံနိုင်ရေးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့များနဲ့ KNL တပ်ရင်း7လက်အောက်ခံတော်လိုင်းတပ်ဖွဲ့များကြားဇွန်လ28ရက်နေ့မနက်ပိုင်း7:00မှစတင်ကတိုက်ပွဲများပြင်းထန်လျက်ရှိတယ်လို့ဆိုပါတယ်။အာနာသိန်းချမ်ပတ်စစ်ကောင်စီလေတပ်မှာတိုက်ပွဲဖြစ်ပွားရာနေရာနီးတိုင်းကိုဂျက်တိုက်လေများနဲ့မနက်7:00မှဘုံကြီး2လုံးနဲ့ဘုံငယ်10လုံးထပ်မင်းလာရောက်ကျဲချခဲ့ပေမဲ့ ၎င်းတို့ရဲ့တပ်ဖွဲ့များနေထိုင်ရာနေရာကိုသာထိမှန်ခဲ့ပြီးတိုက်ပွဲများပြင်းထန်စွာဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့အတီးပြုဖော်ပြပါတယ်ခင်ဗျာအခုတခါဖားဆောင်မြို့ခလာရ134တပ်ရင်းအားဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရမှာဖားဆောင်ပြည်သူကာကွယ်တပ်မှရဲဘော်တို့ကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ဖားဆောင်မြို့ခလာရ134တပ်ရင်းအားဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရမှာဖားဆောင်ပြည်သူကာကွယ်တပ်မှရဲဘော်တို့ကြာဆုံးခဲ့ရပါတယ်ဖားဆောင်ပြည်သူကာကွယ်တပ်အမှတ်138တပ်ရင်းနေနဲ့ ဇော်လ26ရက်နေ့မှာဖားဆောင်မြို့ခလာရ134တပ်ရင်းအားဝင်းရောက်တိုက်ခိုက်သိမ်းပိုက်ရမှာဖားဆောင်ပြည်သူ့ကာကွယ်တပ်မှရဲဘော်ကျော်စိုးခေါ်ဆိုင်မောင်းတပ်သားအသက်40ဟာဖားဆောင်မြို့ခလာရ134တပ်ပွဲမှာပြည်သူ့အတွက်မြင်းမြတ်စွာအသက်ပေးလူသွားခဲ့တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမယ့်စီရီသတင်းကတော့ ရည်ရည်မြို့နယ်အခြေစိုက်အာမတ344တက်စကန်နယ်စစ်ကောင်စီတက်စကန်များမှ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ရပ်သားနေထိုင်ရာနေရာများကိုလေကြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ ERI တိုင်းရည်ရည်မြို့နယ်အခြေစိုက်အာမတ344တက်စကန်နယ်ရည်ရည်မြို့နယ်လေးမျက်နှာမြို့နယ်တို့ရှိစစ်ကောင်စီတက်စကန်များမှ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ရပ်သားနေထိုင်ရာနေရာများကိုလေကြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။ဇလိုင်လာတရက်နေ့မှာ ERI တိုင်းတွင်စစ်ကစတပ်များကျွလွန်တဲ့ရာဇဝတ်မှုတွေကို AYA PDF view ဟာ29 ARR ကပူတွဲထုတ်ပြန်ပါတယ်။မေလ15ရက်နေ့မှာဇွန်လ30ရက်နေ့တွင်စစ်ကောင်စီဟာရေကြီးမြို့နယ်ခြေဆိုင်အမတ344တပ်စခန်းနဲ့ရေကြီးမြို့နယ်လေးမျက်နှာမြို့နယ်တို့ရှိစစ်ကောင်စီတပ်စခန်းများမှ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့လူနေကျေးရွာအင်ဂျင်အဆောက်အုံနဲ့ရသပြည်သူလူထုအားလေယာဉ် drone, lady, paramotor, လက်နက်ကြီးမီးလောင်ပုံးများနဲ့ပစ်ခတ်တိုက်ခိုက်ကစစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။ ဧရာဝတီတိုင်းမှာစကားစတက်များကပြစ်ခတ်တိုက်ခိုက်လို့အရသာ9ဦးသေဆုံးခဲ့ပြီး20ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်10လုံးလည်းပျက်စီးခဲ့ရပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ကင်းနီပြည်မိုးပြဲမြို့တွင်ကိုစကားစတက်များအစမတန်စစ်ကြောင်းထိုးလာလို့မိန်းလမ်းမကြီးဘော်ကိုပြည်သူများဖြတ်တန်းသွားလာခြင်းမပြုလို့ရန်တော်လိုင်းတက်များအရေးပေါ်သတိပေးကြေညာတဲ့သတင်းပဲဖြစ်ပါတယ် ကရင်ပြည်ပြည်မိုးပြဲမြို့တွင်းကိုစစ်ကောင်စီတပ်များအစမတန်စစ်ကြောင်းထိုးလာလို့မိန်လမ်းမကြီးဘော်ကိုပြည်သူများဖြတ်တန်းသွားလာခြင်းမပြုလို့ရန်ဇူလိုင်လ1ရက်မှာဒီမော့ဆို LPDF တရင်တုံးအပါအဝင်တပ်ဖွဲ့တွေကကျင်းပပါတယ်။ကရင်ပြည်ပြည်ရှိမိဘပြည်သူများစစ်ရေးအထူးသတိပြုကြပါမိုးပြဲဘက်လည်းအာရုံစိုက်ပေးကြပါလို့အသိပေးဆိုထားပါတယ်။အကြံဘက်စစ်ကောင်စီတပ်တွေဟာမြို့တွေကိုပြန်လည်စစ်ကြောင်းထိုးနေပြီးတော်လည်ရေးစိုးမှုနေမိများကိုအင်အားတိုးချဲ့ပို့ဆောင်လို့မြေပြင်နဲ့လေကြောင်းပူးပေါင်းစစ်ဆင်ရေးများလှုပ်ဆောင်လျက်ရှိနေပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာဂီကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာ။